။စွန်းလုံးဆရာတော်ဥက္ကဝိနဲ့အနာဂံဒေါငွေဘုံတို့ရဲ့အမေးအဖြေပြောခြင်းပါလေ။အနာဂံဒေါငွေဘုံလို့ကြော်ကြားနေမင်းကုန်းဆရာတော်ရဲ့တပည့်မတယောက်ဟာမောင်ရင်ပေါ်ချောင်းမှာတရားပေါ့ပြီးယဟန်ကိစ္စပြီးတဲ့ပုဂ္ဂိုလ်ထူးတစ်ပါးရှိကြောင်းကြားသိရတာနဲ့ဟောမဟုတ်ဆုံးဆန်းလို့လည်းတွက်ဆရာတော်ဥက္ကဝိတရင်၃ရာမောင်ရင်ပေါ်ချောင်းကို လာရောက်ပါလေ။ဆရာတော်ရဲ့တပည့်တွေဟာဆရာတော်ရဲ့ဒေါငွေဘုံတို့ရဲ့အမေးအဖြေကိုဂျာနာလို့ဆုံးနဲ့မောင်ရင်ပေါ်ချောင်းအကြောင်းကိုလာရောက်စုယုံကြပါလေ။ ရာတော်ဦးကဝိထံမောက်ဒေါငွေဘုံ မေးမြန်းလျှောက်ထားဖို့ရောက်တဲ့အခါဆရာတော်ကပင်စတင်တော့ပရိင္ကမမတ်ကြတဲ့အထိတဘာဝကြကြနေမိတ်ရှိတော်မူတဲ့ပြင်ဒေါငွေဘုံဆက်လက်မေးရှောင်းမဲ့တရားချက်လက်တွေကိုပါတခုမကြံကြိုတင်ဖြေဆိုပါလေအဲ့ဒီကမှာဒေါငွေဘုံကရှင်ဖျားရဲ့တရားကျင့်စဉ်လမ်းတစ်ချောင်းတော့မှာတတိကိုအဓိကထားခြင်းဟာတဘာဝကြလာပါလေဖျားလျှောက်ထားလေရဲ့ဒါမှငါသား ဒါမှငါသားလို့လက်ခမောင်းခက်ကထားခုံတာနဲ့ဆရာတော်ဥကဝိကတားတော်ခြင်းတော့ကျွေးမအမိတော်မှာလို့ပြန်လဲအမိရှိပါလေ။ဒေါငွေဘုံကနောက်နေ့ကျောင်းတွင်းရှိတန်ခါတော်တွေကိုစွန့်ကပ်လှူဒန်းပြီးတာဓုအနုမောဒနာပြုပြီးမှပြန်သွားပါလေ။မနောဒေါငွေဘုံဟာဆရာတော်စီကိုချက်ချင်းမလာပဲနဲ့ကျောင်းဝန်းထဲကဇေယတခုမှတဲခုပြီးစုံစမ်းနေတော့ဆရာတော်ကအဋိဌံပြုလိုက်ပြီး ဒေါငွေပုံမေးမဲ့ပုံစံကိုအာယုံပြုထားပြီးဖြစ်လေတော့ကြိုတင်ဖြည့်ဆွနိုင်တာပေါ့တကယ်တော့ဒေါငွေပုံမေးတဲ့ဟာက မခေလှပါဘူးတဘာဝကြာလာတယ်စားလဲတက်တယ်ဝေစားနေပုံကတသက်ရဲနဲ့တည်ကြည်တဲ့မူညာရှိတယ်လို့ဆရာတော်ကဒေါငွေပုံကိုအချီးကျူပါတယ်ဒေါငွေပုံကဘာမေးခဲ့လဲအရှိကိုကျင်းမရှိတာကိုမြင်တတ်တဲ့ပုထုဇဉ်ဟာဘလို့သဘောလဲတဲ့ အရှိအကျင့်ဆိုတာဘာလဲလို့မေးတယ်ဆိုတော့လေပရမတ္တနဲ့မှာယုံနဲ့နှစ်ပါးပဲရှိတယ်မဟုတ်လားအမှန်တကယ်ရှိတဲ့ယုံနဲ့နှစ်ပါးကိုတော့သိအောင်မြင်အောင်မစ조사ကြပဲပြင်ပတ်ဖြစ်တဲ့ခြေလက်ခေါင်းရှာကိုဓာတ်တွေကိုမှတ်သိပညာဖြစ်တဲ့လူနဲ့ပြမှာတတ္တဝါတွေကိုသာအယုံပြုလို့အရှိကိုကျင့်မရှိတာကိုမြင်တတ်တဲ့ပုရုဇဉ်ကံလို့ဆိုတာပါတယ်ကမ္မကြီးဒါဆိုရှင်ပြမခန့်သာမှန်ပါပြီ နောက်ပြီးတော့ခန္ဓာလင်တသရာကျော်မျောလိုက်အများဆိုတာပြောပြအောင်လက်မခန္ဓာမှန်ပါပြီဒီတရားဆိုတာတရားအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်များမှာဝေဒနာတွေဖြစ်ပေါ်လာပြီးခံနေရတယ်ဒီဝေဒနာကိုမခံသာဘူးအဲ့ဒီမခံသာတာကိုပဲတရားစစ်တရားမှန်လို့ဆိုတယ်ဖြစ်ပေါ်လာတဲ့ဝေဒနာကိုခံသာအောင်အရိယာပုဂ္ဂိုလ်ဖြတ်ပစ်လိုက်တော့ခံသာပြီးတတ်တာနေတယ်ခံသာပြီးတတ်တာနေတော့ကိုယ်စိတ်ကရောက်ချင်ရရောက်ကြင်ကြင်ရကြင် တန်တရာကျော်မျောပါသွားလို့တန်တရာကျော်မှာမျောလိုက်အများလို့ဆိုတယ်။ဟုတ်ပါပြီရှင်ဖျားရေတောတပံဖို့နှစ်ခုဟိုမှုလို့သိတယ်။အနာကံဖို့ကိုကူးကမှနှစ်ကိုပူးกว่าတော့တယ်။ဘာအိပ်ပဲလေတဲ့။ဆိုတာတော့တောတပံတရာကံပုဂ္ဂိုလ်ကြီးဟာကာမရာဂမပယ်သေးသေးအင်ဂျိုအင်ချားမှာရှိသေးတယ်လို့ဆိုတာပါ။အနာကံဖို့ကူးကမှနှစ်ကိုပူးกว่าတယ်ဆိုတော့ နာဂံဖို့ကြမှာကာမရာကပယ်ပြီးဖြစ်လို့အင်ဂျိုအညာကလွံ့မြောက်တယ်ဆိုတာပါလို့ရှင်းရှင်းလိုက်ပါလေ။ကဲနောက်တစ်ခုကပညာပရမတ်ကွဲသည်မှန်သူမြတ်မဆိုတာပညာပရမတ်တွဲသည်မှန်သူမြတ်မဆိုတာပညာပရမတ်နှစ်ခုဆက်တိတ္တသူမမြတ်လို့ဆရာတော်ကမိပါလေ။ ဒါအပြင်နောက်ထပ်ထပ်ပြီးပြောပါလေမကအသိဖိုကအရှင် သောတာပတိမတ်တဒါမိမတ်အနာဂါမိမတ်အရဟတမတ်တို့သည်တစ်ကြိမ်သာဖြစ်ကြလို့နှစ်ကြိမ်ထပ်မံမဖြစ်ကြခြင်းကြောင့်အသိလို့ခေါ်တယ်သောတာပတိဖိုတဂဒါမိဖိုအနာဂါမိဖိုအရဟတဖိုတို့သည်လူရှိသူ၏ဝင်စားတိုင်းအကြောင်းညွတ်တဲ့အခါဖြစ်နိုင်တဲ့အကြောင်းကြောင့် အရှင်လို့ခေါ်တယ်။ဒါဆိုရှင်ဖျားတိဆက်ဂျိဆက်ဂွင်းဆက်ဆိုတာဘာပါလဲဖျားလေ။ပုရုဇဉ်တို့ရဲ့တဏ္ဍာဟာမခိုင်မြဲတဲ့တွာတိဆက်ခေါ်တယ်။အရိယတို့တဏ္ဍာတရားကြတော့ခိုင်မြဲလို့ဂျိဆက်ခေါ်တယ်လို့ရှင်းလိုက်ပါလိမ့်။မြတ်စွာဘုရားရှင်ရဲ့တဏ္ဍာဟာပုံမခိုင်မြဲလို့ဂွင်းဆက်လို့ခေါ်ကြအောင်ပြောလိုက်ပါလိမ့်။ဒါဆိုထမေးပါမယ်နဲ့သာသနာအထက်ဆန်ဆိုတာပါပါလေတဲ့ ။သို့ဒီကတော့သမထဝိပဿနာတရားအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေဟာတောတာပฏิမတ်ကြပြီနော်။အောက်ကိုပြန်မလဲတော့ပဲသဒ္ဓါကမ္မအနာကံ၊နာကမ္မယဟန္တာတို့တသိမိတသိတသိငယ်တတော်ခြင်းကိုဒါဟာကာလနာသာသနာအထက်ကိုစံတယ်လို့ခေါ်ပါလေဖေဟာ။ငါးပါးမဟုတ်တော့ငါးပါးမဟုတ်တဲ့။ငါးပေါက်မှတော့ငါးပါးမဟုတ်တဲ့။ဘာအဓိပ္ပာယ်လဲ။ဒေါငွေဘူးမီးပုံကြည့်အောင် မလှကျင်နဲ့မချောကျင်နဲ့ပစ္စည်းမပေါ်ကျင်နဲ့ဂုံမကြီးကျင်နဲ့ကြက်ကြက်လှကြက်ကြက်ချောကြက်ကြက်ပစ္စည်းပေါ်ကြက်ကြက်ကုန်ကြီးကြက်ကြက်ဒုက္ခရောက်တယ်မျက်စိလည်းအလိုမလိုက်နဲ့နားလည်းအလိုမလိုက်နဲ့နှာခေါင်းလည်းအလိုမလိုက်နဲ့ရှာလည်းအလိုမလိုက်နဲ့ခန္ဓာကိုယ်ကိုလုံးဝအလိုမလိုက်နဲ့အလိုလိုက်မှဖြစ်အမိုက်စော်ကတတဲ့ဘလိုများအမိုက်စော်ကပါသလဲဆိုရင်အဲ့ဒီမျက်စိနားမှာနားနှာခေါင်းလျှာကိုလိုက်ပြီးတော့ အဲ့ဒီ၅ပါးကြောင့်ငားလေတော့တယ်ကိုယ်အလိုမပြည့်စုံလို့စိတ်ဒုက္ခမျိုးမျိုးရောက်ခဲ့တာတွေလည်းရှိနေမယ်ဒါဟာ၅ပေါက်မှလို့တွေ့ရတဲ့အကြောင်းတရားတွေလို့ဆရာတော်ကအနာဂံတော်ဝေဖို့ကိုခေါ်လိုက်ပါလေဆုံးလုံးဆရာတော်နဲ့ဝေဖို့ဆရာတော်အရိယာဆရာတော်ကြီးနှစ်ပါးတွေ့ဆုံခံကိုလည်းပြောခြင်းနဲ့ဗျာစံစစ်တည်းဥပျော်ဟာငင်းချံချောင်းတုံးရစာတိပါဆုံးလုံးဆရာတော်လူဘွားကစီးဘွားဘက်ဆရာတော်တော်ဆက်ဖို့ပါလေဒီနေ့ ျေးဇူးရှင်ဦးပြုတ်ကိုတဲ့တရားဟောဖို့ဆိုပြီးကြောက်စဲကိုဆွလုံးဆရာတော်ဦးကဝီကြွာလာပါတယ်။အဲဒီမှာဦးပြုတ်ကအရှင်ဘုရားတဲ့နောက်မှနာပေးရစေတဲ့တပည့်တော်ကိုးကွယ်နေတဲ့ဘုန်းကြီးတစ်ပါးတောင်းကြည်မှရှိလေတဲ့စုံစမ်းကြည့်ပါဦးနဲ့။ဦးပြုတ်ကပင့်လို့ဝေးဘူးချောင်းကမိုးကကချောင်းကလေးမှာဆရာတော်နှစ်ပါးတရားဆွေးနွေးကြပါတယ်။အဲဒီအချိန်ဆရာတော်မှာကိုးဝါခံရှိပြီးဦးကဝီက၁၈နှစ်ကြီးပြီမှာဝါငယ်ပါတယ်။ ဦးပြောနဲ့တမတ်တော်တဲ့ဦးကြောင်တို့ကအနာကိုမကယ်ရပါဘူး။ချောင်းမြောင်းလာတော့ပဲမယ်။တသက်ကိုကွယ်နားမလဲကြပါဘူး။ဦးကဝိစီကတော့ဝေဘူးရောင်းဝပြန်လာ။တကားကြီးဒီဖုန်းကြီးကိုစိတ်ချနှချောက်ကိုကွယ်ပြီးတော့လို့သာအမိတ်ရှိပါလေ။အဲဒီတော့ဆုံးလို့ဆရာတော်ကဝေဘူးဆရာတော်ရဲ့ကမ္မထန်နဲ့ဆင်ဟာပို့ပြီးတော့စိတ်အာရုံတည်ငြိမ်ကြောင်းလင်းမြန်စွာတမာတိရနိုင်ကြောင်းပြောပါလေ။ဝိမုစီရောဟာဆုံးဆရာတော်ညောင်လို့ဆရာတော်တို့ကို လေးစားကြည့်ညိုပါလေလေးစားကြည့်ညိုတဲ့နိုင်ဝေဘူးချောင်းမှာတိမ်သမိုးတဲ့ခါပင့်ပြီးတိမ်မသမုံးမီကထိန်ခင်းပါလေကထိန်ပွဲပြီးစလုံးစံတော်ကဥပြော့ကိုမောင်မစင်းကိုတော့ပြောင်းမွင်တော့ကျောင်းတကကြီးဇမုံမှာတစုပဲရှိတယ်မလွတ်တန်းကိုးကွယ်ပြီးတော့လို့ထက်စင်တက်တော့ပါလေစလုံးစံတော်ဝေဘူးချောင်းကိုနောက်နှစ်ကြိမ်ရောက်ပါလေဒီကြိမ်မှာမြင်းချံကိုဘယ်ကသွားတယ်လဲနီးသလားဝေးသလားလို့ဝေဘူးစံတော်ကဥကြောင်အာမီတာနဲ့ဆက်ပြီးတော့ ကျောင်းတကာကကားဖြင့်သွားပြင်ပေးရတာဖြစ်ပါလေ။ဆီကိုကျွသွားတော့ဝေဘူးဆရာတော် ပြန်မလာမှဆိုတဲ့အတွက်ကြောင့်ဥက္ကဝိယပင်လာရဆရာတော်ကကိုတော်ကြီးကဒုက္ခပေးရမလားဆိုပြီးကျောင်းတကာကိုမှန်မဲ့ပါလေ။ဘာကိစ္စအတွက်တွေ့ဆုံဆွေးနွေးကြောင်းပြည့်စုံမသိရပါမယ်ဝေဘူးဆရာတော်ကတို့များအရင်တစ်ခေါက်ကပြောကြစကားတခုကြံသွားတော့လို့မိတ်ပါလေ။စကားတခုကတထုံနေမင်းတရတော် တင်သမို့ရာမှာလက်ချမ်းလှလို့အမျိုးမျိုးစီမံဆောင်ရွက်တဲ့ကိစ္စနဲ့ဆက်ပြီးဆွန်းလုံးစီရောကကြံပေးလျှောက်ထားခဲ့ဖို့ရာမှာကြားဖို့စကားတခုကြံနေသေးလို့တွေ့လို့ကြောင်းသိရပါလိမ့်။နောက်တစ်ချိန်ခမေးတော်ကြီးဦးလူဖင်နဲ့ဦးပြော့တို့ဒုံလပိုင်ဟန်ခန့်စင်ကကြွရောက်ခြင်းဖြစ်တယ်လို့သိရပါလိမ့်။ဒါတော့စုံလုံးစီအောင်ဖျားကြီးနဲ့ပတ်သက်ပြီးအမှတ်တရလေးတွေကိုပြောပြတာပါ။နောက်ဆက်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။